တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာကြီးရွှေဥတော်ရဲ့တကောင်ဘိုးဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်ကျွန်ုပ်ဒီ ဂျပန်လက်ထက်တစ်ချောင်းလုံးဝက်လက်နေမကြီးတုံရွာ၌နေထိုင်ခဲ့ရာတွင်ပင်စင်ငိမ့်သာပလိတ်အင်စပက်တော်ဥပါထွန်းနှင့်တီကျွမ်းခဲ့သည်ဖြစ်ရာဥပါထွန်းသည်ကျွန်ုပ်၏စုံတော့ဝိတ္ထုများကိုငယ်စဉ်ကတည်းကဖတ်ရှုလာခဲ့သည်ဖြင့်အမှုစုံတော့ချင်းနှင့်ပတ်သက်၍အထောက်ပံ့များစွာရရှိကြောင်းဝန်ခံပြောဆိုရာမှာတယောက်နှစ်တယောက်ယင်းဒီသောအခြေအနေသို့စိုက်ရောက်လာခဲ့ကြရာတွင်ကျွန်ုပ်ကလည်းဥပါထွန်းငယ်ရွယ်စဉ်အခါက ရာဇဝတ်မှုများနှင့်ပတ်သက်၍ဆောင်ရွက်ခဲ့ပုံများကိုမေးမြန်းလေရှိလေ၏ဥပါထုံးပြောပြသည် အမှုပေါင်းများစွာတို့နှင့်အောက်ပါတကောင်ဘူအမည်ရှိ လူစိုးတယောက်၏အဖြစ်ပြက်မှာဥပါထုံး၏စွမ်းရည်တက်သည့်နှင့်စဉ်းစားဉဏ်ရှိသည့်အကြောင်းကိုကောင်းစွာထင်ရှားစေသည်ဖြစ်၍၎င်းဖြစ်ပျက်ကို ထုတ်ဖော်ရေးသားဖော်ပြလိုက်ရပေသည်ရင်းတို့ဖော်ပြရ၌ကျွန်ုပ်ကိုယ်တိုင်ရေးသားတဲ့ကဲ့သို့ဖော်ပြခြင်းတည်း ဥပါထုံကြုံတွေ့ခဲ့ရသည့်အချင်းရာများကို ဥပါထုံကိုယ်တိုင်ရေးသားသည့်အနေဖြင့်ဖော်ပြခြင်းကတန်လွန်လေးနက်သည့်ဖြစ်၍ကျွန်ုပ်၏စကားဆံဥပါထုံ၏စကားနှင့်၎င်းကိုယ်တိုင်ရေးသားဟန်ဖြင့်ဖော်ပြလိုက်ရပေသည်လွန်ခဲ့သော နှစ်ပေါင်း20ခန့်အခါကကျွန်ုပ်သည်ရွှေဘုံမြို့တွင်ဌာနအုပ်အဖြစ်နှင့်အမှုထမ်းလျက်ရှိစဉ်၎င်းဘုံမြို့ရှိ လူစိုးကြီးတယောက်သည် ရွှေဘုံတောင်ဘက်ဝက်လက်နယ်တစ်လျှောက်တွင်တောင်းကျန်ထကြလျက်ရှိလေ၏ ထိုသူဤနောက်လိုက်နောက်ပါ များစွာပါရှိသည်ဟု မကြရပဲပတ်စံရှိသည်ဟုနာမည်ကြီးသော လူရည်တများဤအိမ်သို့တကိုယ်တည်းဝင်ရောက်၏အယုံသွင်းကတဲခုနေထိုင်ပြီးမှအလိုရှိသောငွေကို တောင်းယူထွက်သွားလေရှိသည်ဟုတရင်ပြေးလျက်ရှိ၏တကောင်ဘိုးဟု၍မှဲ့ခေါ်ရခြင်းမှာအနက်တွင် အလွန်ရှားပါသောအမွှေးဖြစ်သည်ပရုံးခေါ်အနက်ရောင်မြင်းကိုစီးလျက်များသောအားဖြင့်အင်ကြီးအနက်နှင့် ရှမ်းပေါင်းမီနတ်တို့ကိုဝစ်တတ်သည့်ပြင်တကောင်းချင်းများတွင်မှဤရွာထိုရွာသို့ကူးသွားသည်များကိုမြင်ရတတ်သည့်အတွက်ကြောင့်နေသူနေသားတို့ကထိုသူအား၎င်းမြေဖြင့်မှဲ့ခေါ်ထားကြခြင်းဖြစ်လေသည်တကောင်းဘုသည်တခါတရံဝက်လက်ဘုဒ္ဓမုတ်ဆိုးချုပ်ဘုဒ္ဓတို့မှမိရထားယုံပိုင်များကို၎င်း၏၆လုံးမျိုးတနက်နှင့်ယင်ဝသို့တေကာငွေများတောင်းယူဘူးသည်ဟူ၍လဲကြားသိရသည်တညတနိုင်တကောင်းဘုသည် ဝက်လက်ဘူတာတို့ညယထာစိုက်ခံဤတွင်လက်မှတ်ခံသည့်အနေဖြင့်ဘုရားယုံနေသူဝင်၍ယုံပိုင်နှင့်စကားပြောနေသည်ဟုလူများကထင်ကြရတော့လဲစဉ်စစ်မှတကောင်ဘူကမိမိဤတနက်ကိုယုံပိုင်တယောက်ထဲမြင်နိုင်အောင် ပူးကပ်ခါချိန်ထားပြီးမှလက်မှတ်ရောင်းသော ခုံပေါ်ရှိသောငွေများကို ကျုံယူသွားမှုသည်ဟု၍လဲကြားလိုက်ရ၏ညယုံပိုင်ကအဖြစ်ပြက်ကို အခြားသူများအားပြောပြသောအချိန်တွင် ၎င်းဘိုသည် အချားကြီးတဲ့များနှင့်ယုံတော်၍မိရထားဘိုသို့တက်သွားနှင့်မိဟု၍လဲကြားလိုက်ရဘူး၏ပလိတ်ရာရှိများသည်ကအတော်နမဲကြီးလာသော၎င်းဘိုဘက်သို့လိုက်ရန်ကြိုးစားကြတော်လဲထိုသူသည်ဝက်လက်တစ်ဝိုက်တွင်ကနေ့ကြားလိုက်၍နက်ဖြန်တွင်ခင်ဦးတပတ်ခါတွင် ပေါက်ကန်သို့ရောက်နေပြန်သည်ဆိုသောကြောင့်ခြေရာကောက်ရန် အခက်အခဲတွေ့လျက်ရှိကြလေ၏ထိုခေတ်ခါကတာစီနေမဲတော်ရွာတွင် စံဖဲဤနမည်ကြီးမှုများကြောင့်မြမသတင်းစာများသည်စံဖဲအကြောင်းကိုအဟုတ်ကြီးလုခါရေးသားဖော်ပြနေကြသည့်အတွက်ကြောင့်တကောင်ဘူအကြောင်းကိုသတိမရနိုင်ကြတော့လဲစင်စစ်မှာတာစီနယ်တဝိုက်တွင်စံဖဲစိုးသွန်းသလောက်ရွှေဘူနယ်တဝိုက်တွင်လည်းတကောင်ဘူနမည်ကြီးလျက်ရှိခဲ့၏ကြော်ကြားမှုဆိုသည်မှာအကောင်းအွယ်ဖြစ်စေအဆိုးအွယ်ဖြစ်စေဇာတာလိုက်ဖြစ်လာဟန်တူပေရာအချို့မှာဘာမဟုတ်ဘဲနှင့်နမည်ကြီးတဲ့၍ အချို့မှာအကောင်းပန်နိုင်၎င်းအဆိုးပန်နိုင်၎င်းထူးထူးကဲကဲရှိတော်လဲနာမည်မကျော်ကြဘဲရှိတဲ့ချင်းများကိုတတိနှင့်စောင့်ကြည့်သူတိုင်းကြုံမှုကြပေးလိမ့်မည်။တကောင်းဘူမှာအသားမဲမဲအရက်မြင့်မြင့်ခွန်အားဗလာကောင်းသည်ဟူသောအချက်များမှတပါးထိုသူဤမျက်နှာကိုတေးချစွာမြင်ရဘူးသူတို့အလွန်နှဲပါလှပေ၏။အိမ်၌တဲခို၍တိုက်ခိုက်ခြင်းခံရသောဒေသများကကမြည်တိုသောအကြောင်းကြောင့်မသိဖြူသည်မဲသည်ဟူ၍ပင်မပြောလိုကြဘဲ တိုက်ခိုက်ခြင်းခံရသည့်အဖြစ်ကိုပင်ထိန်ချန်ထားလိုကြပေသည်ကျွန်ုပ်မှာရွှေဘုံမြို့တွင်ဌာနအုပ်ဖြစ်နေတော်လဲစုံနောက်ကိုဆန်ရှား၏ဝိတ္ထုများကိုဖတ်ရဘူးသည့်အတွက်အမှုစုံတော်ချင်းကိုအလွန်ဝါဒနာပါသည်နေရာဇဝတ်ဝင်းကြီးအား၎င်းဘုံအမှုကိုစုံတော်ရန်မိမိအားစေလွတ်ဖို့အကြံပေးရာတွင်ဝင်းကြီးသည်ကျွန်ုပ်၏စုံတော်ညံနှင့်ပတ်သက်၍အတော်တန်သဘောကျသည့်ဖြစ်သောကြောင့်ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံ၍အထူးစုံတော်ဖြစ်နေ ကျွန်တော်အားခံထားစေလွတ်လေ၏တနေ့တနိုင်ကျွန်ုပ်သည်တပည့်တယောက်နှင့်တူတကောင်ဘိုကျဆားတဲ့သည်ဆိုသောဝက်လက်နေသို့ရောက်သွား၍၎င်းဌာနနှင့်တဲခိုလျက်ရှိစဉ်ဌာနတစ်ခုလုံးသည် မကြသေးမီကရန်ကုန်ကရောက်လာသည့်အင်စပက်တော်ဦးကျော်စံ၏အကြောင်းကိုချီးကျူးပြောဆိုလျက်ရှိကြလေ၏ဦးကျော်စံမှာအောက်နယ်ပလိတ်အဖွဲတစ်ခုလုံးတွင် လူစိုးဖမ်းကောင်းလာသောပလိတ်ရရှိတယောက်ဟူ၍နာမည်ရလာခဲ့သည့်လျောက် ။ဤနယ်တွင် နမည်ကြီးလျက်ရှိသောတကောင်ဘိုးဆိုသူကိုမရမနေဖမ်းဆီးမိဟုကျုံးဝါလျက်ရှိသည်ဟု၍ကြားသိရ၏။ကျွန်ုပ်မှလည်း၎င်းလူစိုးကိုပင်ဖမ်းဆီးရန်အထူးဝတ္တရားနှင့်လာခဲ့ခြင်းဖြစ်သောကြောင့်တကောင်ဘိုးကိုအင်စပက်တော်ဦးကျော်စံမဖမ်းဆီးမိကျွန်ုပ်ကဥအောင်ဖမ်းဆီးနိုင်ပါစေဟုဆုတောင်း၍မနေမနာစူးစမ်းဖို့လဲအားခဲလျက်ရှိ၏။တရင်တစ်ခုကြားရသည်မှလည်းဦးကျော်စံသည်တကောင်ဘိုးနှင့်တစ်ချိန်နှစ်ချိန် မျက်နှချင်းဆိုင်ခဲ့ရဘူးတော်လဲတကောင်ဘိုးကလူရေးတာ၍ဥကျော်စံအရင်နေခဲ့ရသည့်အတွက်တာ၍ပင်ဒေါဖောင်းပြီးလျင်ဒီကောင်ကိုအသေးရရအရှင်ရရငါမိအောင်ဖမ်းမိဟုကျုံးဝါလျက်ရှိသည်ဆို၏ထိုကဲ့သို့တစ်ကြိမ်တစ်ကြိမ်အရင်နေခဲ့ဘူးသည့်အတွက်ဥကျော်စံမှာ အထက်ရရှိကြီးများဤပြက်ရဲပြောင်းလောင်ခြင်းခံရ၍မောင်ကျော်စံကတကောင်ဘိုးကိုမဖမ်းမဲတကောင်ဘိုးကမောင်ကျော်စံကိုဖမ်းသွားပါလေအောင်မဲဟု ခနဲ့တဲ့တဲ့ပြောကြသေးသည်ဆို၏ထို့အတွက်ကြောင့်ဥကျော်ဇံမာတကောင်းဘိုးအပေါ်၌တာရွေ့ပင်အကျိတ်မခဲမကြည်နိုင်အောင် ရှိနေရသည်ဆို၏ဥကျော်ဇံကတကောင်းဘိုးကိုဖမ်းရန်အနီးနီးကြိုးပမ်းခဲ့ရပုံများနှင့်လက်မတင်ကလေးမျှလွတ်သွားခဲ့သည့်အကြောင်းများကိုဌာနတစ်ခုလုံးပြောဆိုလျက်ရှိကြ၏မြည်သည့်နေရာ၌တကောင်းဘိုးရောက်နေသည်ဟုကြားရသည့်နှင့်တပြိုင်နက်ဥကျော်ဇံသည်ချက်ချင်းရောက်အောင်လိုက်သွားတော်လဲ တကောင်ဘူဤမျက်နှာဖြူသည်မဲသည်ကိုဥကြောစံမမြင်ခဲ့ရဟုဆို၏တနေ့တနိုင်တကောင်ဘူသည်ခေါ်တော်ရွာ၌ရှိသည်ဟုသတင်းရသဖြင့်ဥကြောစံသည်ညတွင်ချင်းမြင်းလေးစီးနှင့်လိုက်သွားရာ၎င်းတို့ရောက်သွားသောအခါ၌ကံမကောင်းသောဥကြောစံမှာတကောင်ဘူကိုအစနာမျှမတွေ့ရချေအခါတပား၌လည်းဥကြောစံသည် နောက်ပါတပည့်တယောက်နှင့်နေလှည့်လာရာအဝေး၌မြင်းစည်းနှင့်အဝိနှံများဝတ်ထားသောလူတစ်ယောက်ကိုမြင်သည်ဖြင့် အတင်းလိုက်ကြတော့လဲဥကြော်ဇံတို့ဤမြင်းများသည်တကောင်ပိုဤပရုံးကိုမိအောင်မလိုက်နိုင်သဖြင့်မျက်ခြေပြက်ခံပြန်လှည့်ခဲ့ရဘူးလေသည်တရင်တစ်ခုမှလည်းတကောင်ပို၌ဤရွာထိုရွာတို့တွင်လျှို့ဝှက်စွာဝှက်ထားသောမိတ်ဆွေများရှိသည်ဖြစ်သောကြောင့်ရွာတကားကိုပိတ်၍ရှာဖွေပါတော့လဲမိတ်ဆွေတရားရောက်ဤနေအိမ်တွင် ပုံအောင်နေသဖြင့်တွေ့အောင်မရှာနိုင်ဟုပြောကြလေသည်ကျွန်ုပ်ရေးသားလျက်ရှိသောအချိန်ခါ၌မူရွှေဘိုဝင်ကြီးသည် ၎င်းဘိုးကိုအသေးဖြစ်စေ အရှင်ဖြစ်စေမိအောင်ဖမ်းနိုင်သောသူအားစုငွေတထောင်ထုတ်ပေးမည်ဟုကြေညာထားခဲ့၏ကျွန်ုပ်နှင့်ဦးကျော်စံတို့အဖို့မှမူစုငွေတက်နမဲကောင်းကိုအလိုရှိကြသောကြောင့်တက်ဆွကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်လေသည်၎င်းဘိုးနှင့်ပတ်သက်၍သတင်းတစ်ခုမှာထိုသူသည်မရှိ နွမ်းပါသောစင်းရဲသားများကိုညှဉ်းပန်းနှိပ်စက်ခြင်းမရှိတူးတယောက်မြကိုလည်းတက်ဖြတ်ဖူးသည်မရှိခြင်း တို့ရာတွင်၎င်းအားအနောက်ဆက်ပေးသူတယောက်ဖြစ်ခဲ့ပါမူမှတ်လောက်အောင်တုတ်ပြန်တတ်သည်ဟုနမဲကြီးလျက်ရှိ၏တခါတည်းရန်နွမ်းပါသောသူများအားငွေ90ကျပ်30စသဖြင့်ပေးကမ်းသွားပူသည်ဆိုရာ၎င်းအားမြင်မှုသူတို့၏ပြောစကားအရခွန်အားပလအရ၌မတုပနိုင်လောက်အောင်ကြီးမားလှသည်ဆို၏ဥကြော်ဆန်ကိုတိုင်မှလည်းလိပ်ဖက်စပုတ်ပွဲများတွင် ဖလားရဘူး၍မြင်းစီကောင်းလက်ဝေကောင်းတယောက်ဖြစ်သောကြောင့် ၎င်းဘိုးဆိုသူနှင့်လက်ချီးတက်တက်ရင်ဆိုင်စမ်းကျင်လှသည်ဟုကျုံးဝါပြောဆိုလျက်ရှိ၏၎င်းဘိုးလှုပ်တက်သောအချင်းတစ်ခုမှာမိမိလူယူသောလူသည်အတာတကြီးမပေးဘဲအကြောက်ခံခုခံလျင် ထိုသူကိုတစ်ပင်တစ်ပင်တွင်ခြိတုတ်ခါပစ်ထားခဲ့၍အခြားသူများမတွေ့မချင်းပင်မန်းအောင်နှင်းထားတတ်သည်ဟုပြောကြ၏ဝက်လက်တို့ကျွန်ုပ်ရောက်သွားပြီးနောက်များမကြာမီတွင်ရွှေဘုံမြို့လေကောင်ရှိချစ်တီးတိုက်တိုက်မှအကြီးအကဲဖြစ်သောချစ်တီးကြီးကို အခန်းထဲတွင်သတိမရအောင်လှုပ်ထားပြီးနောက်ငွေ8000ခိုးယူသွားကြသည်ဟုသော သတင်းကြားရပြန်၏ချစ်တီးကြီးမှာနရွက်နောက်တွင်ဒဏ်ရာတစ်ခုရ၍သတိရသောခါ၌စုံစမ်းမေးမြန်းပါတော်လဲမြည်သူကမြည်ခဲ့သူပြုတ်လုသွားသည်ဟု၍ပြောမပြနိုင်အောင်ရှိလေတော့၏တို့ရာတွင် မြို့လေကောင်ကြီး၌ဤကဲ့သို့ကြံဝင်သောသူမှာအခြားမဟုတ်တကောင်ပေါ်ပင်ဖြစ်ရမည်ဟု လူတိုင်းကတွေးတော်ကြ၏ဝမ်းနေဝဲကောင်းသောအချက်မှာ ထိုနေ့ထိုရက်တွင်အင်စပက်တော်ဦးကျော်စံသည်ဝင်းကြီးနှင့်တွေ့ရန်ရွှေဘိုသို့တွားရောက်ခဲ့ယုံမျှမကချစ်တီးတိုက်သို့ပင်ကိစ္စတစ်ခုနှင့်ရောက်ခဲ့သေးသည်ဆို၏ဦးကျော်စံမှာတကောင်ဘိုကိုမိအောင်ဖမ်းမိဟုကျုံးဝါနေသူဖြစ်ပါလျက်ရွှေဘို၌မိမိရှိနေ gain မိမိ၏မျက်စီအောက်၌ဆိုသလိုတိုက်ခိုက်သွားခြင်းဖြစ်သောကြောင့်နှစ်ဖူးကိုလက်ဝါးနှင့်အကြိမ်ကြိမ်ရိုက်ခါညှိတွားလျက်ရှိသည်ဟုကျွန်ုပ်တို့ကြားသိရလေသည် ထို့သူဖြစ်ပွားပြီးသည့်နောက်ဥကျော်ဆံမှာကျွန်ုပ်နှင့်တွေ့ရသည့်အခါတိုင်းမိမိအားနာမည်ဖြတ်သောလူဆိုးဆို၍၎င်းအားဖမ်းမိလျင်ဘဲသို့ဘဲပုံပြုတ်လုံမည်ဟု၍ကျုံဝါပြောဆိုသည်များကိုကျွန်ုပ်ကြားရဘူးလေသည်တနေ့တနိုင်ဥကျော်ဆံနှင့်၎င်း၏ဘားတော်မြေစာတင်ဘိုးမြဲတို့သည်မကြီးတုံရွာတွင်တကောင်ဘိုးရောက်နေသည်ဟုကြားလိုက်ရသဖြင့်နှစ်ယောက်သားလိုက်သွားကြရာ၎င်းရွာမှအနောက်သို့သွားသောပေလံဘော်တွင် တကောင်ဘိုးဤမြင်းခွာရများ တွေ့လိုက်ရသည်ဆို၍လှတော်ရွာတိုင်အောင်ခြေရခံ၍လိုက်သွားကြ၏လှတော်ရွာကိုကြော်လွန်၍ကားလန်းစုံကြီးကိုရောက်ကြသောအခါတွင် မြင်းမိန်ကလေးတစ်စီးကို စီးလျက်အင်ညီနှက်နှင့်လူတစ်ယောက်ကို တွေ့ကြသဖြင့်ဖန်းစီစစ်ဆေးတော်လဲထိုသူမှာလေးစိတ်ကွဲအောင်စကားမပြောတပေစူးစူးဝါးဝါးနှင့်လုံနေသည်ကိုတွေ့ရသဖြင့်နောက်ဆုံးတွင်လွတ်ပြစ်ခဲ့ရလေသည် ထို့နောက်တွင်မူကားဥကြော်စံသည်ရှက်လာသည်ဆို၍ရာထူးမှနှုတ်ထွက်မည်ဟုတကယ်ကယ်ပြင်လျက်ရှိရာဝင်းကြီးကတားသဖြင့်နေရပြန်မာတော်လဲဘဲခါမြစိတ်ကြည်ရွှင်သည့်လက္ခဏာမရှိဘဲထိုးမှုအကြောင်းကိုသာအကြံထုတ်နေသည့်လက္ခဏာနှင့်မှိန်ကုတ်ကုတ်ရှိနေလေ၏တနေ့တစ်နေ့ကျွန်ုပ်သည်ဥကြော်စံနှင့်တွေ့၍ကျွန်ုပ်ကရာထူးနှုတ်ထွက်ပြီးအကိုကြီးကဘာလုပ်မှလဲဟုမေးရာဥကြော်စံကကျုပ်ကနှုတ်ထွက်ပေမဲ့ငြိမ်ငြိမ်နေမှာမဟုတ်ဘူး ီကောင်ကိုမမိမချင်းကိုယ်စီရင်နဲ့ကိုလိုက်ဖမ်းနေမှာပဲဟုပြန်ပြောလေ၏ကျွန်ုပ်သည်ဦးကျော်စန်း၏အကြံထုတ်သည့်ဤသူတကောင်ပေါ်အားဖမ်းသိရန်နီလန်းများကိုစဉ်စားစိတ်ကူးခဲ့ရာအကြံတစ်ခုရသည်နှင့်ကျွန်ုပ်၏အကြံတိုင်းထင်းသလိုဆောင်ရွက်ခွင့်ရရန်ဝင်ကြီးထံအမိန့်တောင်းယူလေ၏ကျွန်ုပ်၏အကြံမှာကျွန်ုပ်သည်တကောင်ပေါ်ဖမ်းဆီးသွားလေအောင်စွန့်စား၍ဤကဲ့သို့အဖမ်းခံရခြင်းအပြင် တကောင်ဘိုးဤမျက်နာနှင့်လူပုံမန်းကို မြင်မှုစေရန်ဖြစ်လေသည်တခါကဥကျော်စံသည်ရွှေဘုံမြို့ရှိဝင်းကြီးထံသွားနေစဲတွင်ဖွက်လိုင်းရွာတွင်နွားခိုးမှုတစ်ခု ဖြစ်ပွားသွားသည်ဟုကြားရသဖြင့်ဥကျော်စံသည်ရွှေဘုံမှချက်ချင်းတုံ့ပြန်ခဲ့ပြီးလျင်နွားသခိုးကိုခြေရာကောက်လျာမကြာမီတွင်ဖမ်းဆီးရမိလေ၏ဥကျော်စံနှင့်ဘိုးမြဲတို့သည်နွားသခိုးကိုတော်လက်ဌာနသို့ခေါ်လာခဲ့၍အချုပ်ခန်းတွင်အပ်ခဲ့ပြီးနောက် ဆရာတပည့်နှစ်ယောက်တို့သည် အရှုပ်၏အကျော်ဆိုင်သို့တွားရောက်ခဲ့ကြလေ၏ဥကျော်ဆန်း၏ဝါသနာတစ်ခုမှာကောင်းကောင်းသောကောင်းကောင်းစား၍လှလှဝစ်ချင်တတ်သည့်ဖြစ်ရာဆရာတပည့်နှစ်ယောက်တို့သည် အရှုပ်၏ဆိုင်ထဲတွင်ဂျော်နီဝေါကာဝစ်စကီတစ်လုံးနှင့်အစိမ်းညော်တောက်တောက်ကြောများကိုမှားယူလျက်ရှိကြလေ၏ထိုအခိုက်၌ကစားဝိုင်းမှနိုင်လာသဖြင့်ဖောဖောတီတီသုံးဆွဲရန်အကြံစီနှင့် ဝင်လာသော တောသားတစ်ယောက်သည်ဆိုင်တွင်သို့ဝင်လာ၍ ဥကြော်စံဆရာတပည့်တို့အားဝစ်စကီနှင့်စားစရာများတွင်မိမိကဝတ်ပြုပြရစီဆို၍အတင်းကျွေးမွေးလျာဆရာဥကြော်စံသည်လည်းအကောင်းကြိုက်သူတို့၏ထုံးစံတိုင်းအချောင်ရလျင်အဝကြိတ်အန်းဟုတောသား၏ဂုံပြူခြင်းကိုလက်ခံစားတော့ကြလေ၏တောသားသည်အရက်မူလာသည် ဖြစ်၍လူအားဝလာသည့်လက္ခဏာနှင့်ဆရာဘလူစွမ်းမင်မဲ့တကောင်မူကိုတော့မိမယ်မထင်ပါဘူးဆရာတကယ်လို့ရင်ဆိုင်တွေ့တော့ သူ့ကိုဆရာမနိုင်ပေဘူးထင်တယ်။သူကလည်းဆရာလိုပဲထောင်းထောင်းမောင်းမောင်းဆရာလိုပဲဗလကောင်းပြီးဆရာလိုပဲလက်ဝေတတ်တာပဲ။ဟုအရောတဝင်ပြောလိုက်ရာတွင်ဥကျော်ဆန်းကမင်းကိုဘသူပြောသလဲဟုမေးလိုက်၏။ထိုအခါတောသားကလူတိုင်းပြောနေကြတာပဲဆရာဟုပြောလိုက်ရာတွင်ဥကျော်ဆန်းကတဲလူဘဝတဲ့တောသားပါလား။ငါတို့လောက်ကြောင့်မင်းဘာနာလဲလို့လဲဟုငေါငန်းကပြောလိုက်လေ၏။ ၎င်းနောက်တောသားကလက်မလျှော်သေးပဲတကောင်ဘူကိုမိရင်ဆရာဘက်နဲ့လုံမလဲဟုမေးမြန်းရာဥကျော်စံကငါလုံမှမင်းသိကျင်သလားဒီကောင်ကိုတစ်ပင်တစ်ပင်မှာကတ်ချီပြီးဒီပြင်လူတွေကိုသူလုတ်တယ်လို့ငါကပြန်လုံမယ်နောက်ပြီးတော့တဏီယာကငါကစောင့်ကြည့်ပြီးလမ်းသွာတယောက်ကသူ့ကိုဖြေပြီးတော့မှငါကထွက်လာပြီးသူ့ကိုထပ်ဖမ်းလက်ထိတ်ခတ်မြင်းဝမ်းဘက်မှာခြီးပြီးတော့မှငါကမြင်းစီးပြီးခေါ်ခဲ့မယ်ဟုပြောရာ တောသားကဆရာတကယ်လုံဝင်ပါမလားဟုမေးမြန်းပြန်သဖြင့်ဥကျော်စံကဟိတ်ကျော်စံနဲ့ကွာလုံမယ်ဆိုရင်တကယ်လုတဲ့ကောင်နားလေလားဟုပြန်ပြောလိုက်လေဤရင်းသူရှိစဉ်လှတော်ရွာမှဆက်ပိုင်ဥပါအေးဒီအကျော်စံနဲ့သူဝင်လာ၍ဥကျော်စံအားထိုနေ့ညနေတွင်မိမိသမီးမင်္ဂလာဆောင်သို့ဖိတ်ကြားလေရာဥကျော်စံကအချိန်နီးမှကက်၍ဖိတ်ချင်းဖြစ်သောကြောင့်မလိုက်လိုဟုပြောလေဤ တို့ရာတွင်ဆက်ပိုင်းဥပါအေးကဥကျော်စံကိုစောကြီးကလေးကဖိတ်ကြားထားကြောင်းရွှေဘူတို့တွားနေသည်ဆို၍မဖိတ်ခဲ့ရကြောင်းနှင့်အကြောင်းပြပြောဆိုရာတွင်ဥကျော်စံသည်စိတ်ကြည်နှဟန်လက္ခဏာနှင့်လာခဲ့ပါမည်ဟုဝန်ခံလိုက်လေ၏ဥပါအေးထွက်သွားပြီးနောက်ဥကျော်စံသည်ဌာနသို့တဖန်သွား၍တပည့်ကျော်ဘူမြေအားပင်းစင်ရွာကျော်လွန်အောင်မိမိအားလိုက်ဖို့ရမည်ဟုပြောဆိုကာဆရာတပည့်နှစ်ယောက်တို့သည်မြင်းတစည်းနှင့်ထွက်သွားကြလေ၏ ။တွားကန်ဒီ၌ဥကျော်ဆန်ကဌာနအိုအား၊နှက်ပြန်တွင်နွားခိုးမှုတွေရုတ်တဲ့ရန်ရှိသေးကြောင်းနက်နက်စောစော ပြန်လာခဲ့မည်ဟုမှားထားခဲ့သည်။ထိုနေ့ည၈နာရီအချိန်ခန့်တွင်စာတင်ဘိုးမြဲပြန်လာ၍မိမိဆရာကို ပင်းစင်းရွာအလွန်၌ရှိသောမူးချောင်းသို့ရောက်အောင်လိုက်ပို့ခဲ့သည်ဟုပြောပြလေ၏။၎င်းည၁၀နာရီအချိန်ခန့်တွင် ပင်းစင်းရွာသားတစ်ယောက်သည် လာတော့မင်္ဂလာဆောင်မှမြင်းတစည်းနှင့်ပြန်လာရာတွင် ၎င်း၏မြင်းများတစုံတရာကိုလန့်၍နောက်သို့တွန့်လိုက်သဖြင့်မြင်းပေါ်မှကျလူမတက်ဖြစ်သွားသည်။ထိုသူသည် မြင်းလန်သောအချင်းရာကိုတေးချစွာ ကြည့်ရှုသောအခါတွင်လမ်းတစ်ပေးရှိတစ်ပင်တစ်ပင်ပေါ်၌ကျိုးဖြစ်ခြိတုပ်ထားသောအင်စပတ်တော်ဦးကျော်စံကို တွေ့ရသည့်ပြင်အနည်းရှိအခြားတစ်ပင်၌လည်းဦးကျော်စံ၏မြင်းခြိထားသည်ကို တွေ့ရလေသည်။ထိုသူသည်ဒေါဖောင်းလျက်ရှိသောဦးကျော်စံကိုအနှောင်းအဖွဲ့မှလွတ်စေပြီးနောက် အချိုးအချောင်းကိုမင်းမြန်ရာမြင့်နရစည်းကို စီးလျက်ထောင်ထောင်မောင်းမောင်းလူတယောက်က၎င်းအားချီထားကြောင်းဥကျော်ဆန်းက၆လုံးမြူတနက်ကိုနှုတ်လိုက်သောခါ၌တနက်မပါခဲ့သည့်အဖြစ်ကို တွေ့ရကြောင်းခီးတော်လာစဉ်ကမိမိဤတနက်ကိုခပတ်ထဲချိတ်ထားခဲ့သည်မှာအမှန်ဖြစ်ကြောင်းနှင့်ပြောပြ၏ဥကျော်ဆန်းသည်ဌာနသို့ပြန်လာ၍တပည့်ကျော်ဘိုးမြဲကို ခေါ်ပြီးလျင် မြင်းတစည်းစီနှင့်ညာတွင်ချင်းလိုက်ကြပြန်မိရာ ၎င်းဘိုးနှင့်ပတ်သက်သော အမှုခုသည်များတွင်ဥကြောဇံမှကန်ဆိုးခဲ့သည်သာဖြစ်လေတော့၏ဆရာတစ်ပည့်နှစ်ယောက်တို့သည်ရွှေပန်းကုန်းရွာသို့တိုင်အောင်ညတွင်ညင်လိုက်ကြတော့လေ၎င်းဘိုးเจ้าကိုသတင်းမရကြဘဲလက်လျှော့ပြန်လာခဲ့ကြလေ၏နောက်တနေ့နနက်၌ရာဇဝတ်ဝင်းကြီးနှင့်အရေးပိုင်မင်းတို့သည်မြင်းတော်အိုင်၌တောဝမ်းပဲများပြည့်ရန်စိုက်ရောက်လာကြပေရာဥကြောဇံမှနွားကူမှုနှင့်ပတ်သက်၍အမှုလိုက်ရန်ရှိသောကြောင့် ဘိုးနှစ်ယောက်တို့ကိုတွေ့ပြီးနောက်ရုံးသူထွက်သွားလေ၏ထိုနေ့နနက်၌ကျွန်ုပ်သည်ဌာနမှထွက်ခဲ့၍ရုံးဘက်သို့ကူးပြီးလျင် ရုံး၏ပတ်ဝန်းကျင်၌တဝဲလဲလဲရှိနေခဲ့ရာမကြမီတော့တွင်း၌အရေးပိုင်းရာဇဝတ်ဝင်းနှင့်အင်စပက်တာဦးကျော်စံတို့သည်ဘိုးထဲမှမြင်တော်သူအသွာ ရုံးရှိမှဖြတ်သွားကြရ၏ကျွန်ုပ်နှင့်တပည့်၃ယောက်တို့သည်အရေးပိုင်းနှင့်ဝင်းကြီးတို့လာသည်ကိုခရီးကြို၍အနည်းသို့ရောက်သည်နှင့်တပြိုင်နက် ကျွန်ုပ်ကဥကျော်စံဤပခုံးကိုကင်ကခမားကို လူရက်တိုက်ခိုက်မှုပေါင်းများစွာကျူးလွန်ခဲ့တဲ့တကောင်ဘူဖြစ်နေကျွန်ုပ်ဖမ်းဆီးလိုက်သည် ဟုပြောလိုက်သောအခါတွင်အရေးပိုင်နှင့်ရာဇဝတ်ဝင်သည် ကျွန်ုပ်အားယူသည်ထင်ရ၍မျက်လုံးပြူးလျက်ရှိကြလေ၏ဥကျော်စံလည်းကျွန်ုပ်ကပခုံးကို ပုတ်လိုက်ရာတွင်စက်ခနဲလန့်သွား၍စုပ်ဖယ်မြည်ပြုတ်တော်လဲတပည့်၃ယောက်တို့မှာကျွန်ုပ်ကစကားထည့်ပြီးဖြစ်သောကြောင့် ဥကျော်စန်းဤလက်ကိုကျင်းလဲစွာလက်ထိတ်ခတ်လိုက်ကြလေ၏သို့နေပင်ဥကျော်စန်းသည်လက်ထိတ်နှင့်ကျွန်ုပ်၏နှစ်ဖူးကိုရိုက်၍လက်လွတ်ယုံထွက်ရန်ကြိုးစားသည်ရာကျွန်ုပ်မှာနှစ်ဖူးမှဖြားထွက်သောသွေးများကြောင့်မမြင်မကန်းဖြစ်နေ၍ကုညီရန်မတတ်နိုင်တော်လဲတပည့်သုံးယောက်တို့သည်လက်ထိတ်ခတ်ထားပြီးဖြစ်သောဥကျော်စန်းကိုဝိုင်းဝန်းဖြစ်ညစ်ခါမြေပေါ်သို့တွန်းလှည့်လိုက်သည်ဖြင့်ဥကျော်စန်းလည်းဤတွင်မှလက်လျှော့လိုက်လေတော့၏ ကျွန်ုပ်မှာဥဇံရှား၏စုံနောက်ဝိထုများကိုဖက်ရပန်များသဖြင့်၎င်း၏စင်းသားပုံစင်းသားနည်းများကို အတူယူလာခဲ့ရာဥကျော်သည်အမူအရာကိုမတင်ခါသည့်အချိန်မှစ၍၎င်း၏အထုပ်ပတ်တီကို ထောက်လန်းစုံစမ်းခဲ့လေ၏ပုဂိုးမျိုးမှ ပြောင်းရွှေ့လာသည် ဆိုသောကြောင့်ကျွန်ုပ်သည်၎င်းမျိုး၌ရှိသော ပလိမ့်မိတ်ဆွေတယောက်အားဥကျော်သည်၏အနေထိုင်နှင့်ပတ်သက်၍စုံစမ်းမေးမြန်းကြည့်ရာဥကျော်သည်မှစနေနေ့တိုင်းရန်ကုန်မြင်းပွဲသို့သွားတဲ့ကြောင် အရက်ကောင်းကောင်းတောက်တက်၍ခက်ကြွားကြွားနေထိုင်ပြီးလျင်လက်ဖွာစွာတုံးတဲ့ကြောင်းအစိုးရအမှုထမ်းများဤကလတ်၌ပူကာကစားရာတွင်ကြေးကြီးလောင်းတက်၍အများအပြားရှုံတဲ့ကြောင်းတခါကလက်စားမှုတစ်ခုနှင့်ပတ်သက်၍အပုံနှံထွက်တော်လဲဝင်းကြီးဤချစ်တော်ဖြစ်သောကြောင်းတီးတီးကလေးလွတ်သွားကြောင်းအဆရှိသောအကြောင်းအရာများကိုကြားသိရသည့်အခါတာ၍ပင်မသင်္ကန်းအောင် ဖြစ်မိပေသည်ဖွလိုင်းရွာ၌နွားခိုးမှုဆိုသည်မှာ ကျွန်ုပ်ဤစင်လုံးဖြစ်၍နွားသခိုးဆိုသည်မှာကျွန်ုပ်ဤလူပင်ဖြစ်ပေသည် ရုပ်ပြောင်းသောအတက်ကို လေ့ကျင့်ထားခဲ့သည့်အတိုင်းကျွန်ုပ်သည်တောသားရောင်ဆောင်ကအရှုပ်အကြောဆိုင်သို့သွား၍ဥကြောဇံတို့ဆရာတပည့်အားတိုက်ကြွေးရင်းတကောင်းဘိုးဆိုသူသည်ဆရာနှင့်အဆဆတူသည်ဟုကျွန်ုပ်ကပြောလိုက်သောအခါတွင်ဥကြောဇံ၏မျက်နှာပြတ်သွားသည်ကိုကျွန်ုပ်တွေ့လိုက်ရသဖြင့်ကျွန်ုပ်၏မသင်္ကာခြင်းများသည်တာ၍ပင်တေချာသွားလေတော့သည် ၎င်း၏တပည့်ဘိုးမြဲဆိုသူမှလည်းတူဦးရေဖြစ်ရမည်ဟုကျွန်ုပ်မသင်္ကာမိရတွင်ဥကျော်ဇံအားဘိုးမြဲကလိုက်ပို့၍ဥကျော်ဇံကို တစ်ပင်၌ခြိထားကြောင်းတွေ့ရသည်ဆိုသောအခါခြိတုပ်သောသူမှဘိုးမြဲပင်ဖြစ်ရမည်ဟုကျွန်ုပ်စိတ်ချယုံကြည်မိပါသည်သို့ဖြစ်၍အကျိုးကြောင်းကို ဝင်းကြီးထံကြောင်းကြားပြီးလျှင် ဝင်းကြီးသည်မြင်းတော်အိုင်၌အရေးပိုင်မင်းငှက်ပြစ်ထွက်သောနေ့တွင်ဤကိစ္စအတွက်လိုက်လာခဲ့ခြင်းဖြစ်ပေသည် ရွှေဘိုချစ်တီးတိုက်ကိုတိုက်ခိုက်စင်းကဥကျော်စန်းသည်အမှန်အားဖြင့်ချစ်တီးတိုက်သို့ကိစ္စတစ်ခုနှင့်တွားခဲ့ရာ အခြားချစ်တီးများမရှိဘဲအကြီးအကဲသူတယောက်ထဲတွေ့ခဲ့ရာတွင်ဥကျော်စန်းဝင်သွားသောအခါ၌ချစ်တီးကြီးအားနောက်စေကိုတနက်တင်းနှင့်စောင့်ကာငွေများကို ယူခဲ့ခြင်းဖြစ်ပေ၏ကျွန်ုပ်တို့သည်တရခံကိုဌာနသို့ပို့လိုက်သောအခါဘုံမြဲမူကားထွက်ပြေးနှင့်လေပြီအရာရှိများသည်တရခံအားတိုးဝှက်ထားသောငွေများနှင့် တတ်တတ်ပြီးမေးမြန်းစုံစမ်းတော်လဲတရားခံသည်ဘူးွယ်လျက်သာနေတော့၏နနက်တွင်ပလိတ်6ယောက်သာစောင့်ကြက်လျက်တရားခံကိုလက်ကားကြီးပေါ်သို့တင်၍ရွှေဘိုသို့ပို့လျာလှတော်ရွာကိုကျော်လွန်၍သုံးမိုင်ခန့်ရောက်တွင်ဒိုင်းငနယ်တနက်တန်တစ်ချက်ကြားလိုက်ရပြီးနောက်တကောင်ပူမှရင်ဘက်တွင်ဒဏ်ရာနှင့်လဲကျသွားလေ၏ပလိတ်များသည် ကားကိုချက်ချင်းရက်၍တနက်တန်ကြားရာသို့မျှော်ကြည့်လိုက်ရာတောကလေးတစ်ခုတွင်တစ်ပင်တစ်ပင်နောက်မှ ရန်ငွေများဥထွက်နေသည်ကို မြင်ကြသဖြင့်ကားပေါ်မှပြေးဆင်း၍လိုက်ကြလေ၏ထိုခဏ၌လူတစ်ယောက်သည်တစ်ပင်နောက်မှ ထွက်၍ခြေကုံတုပ်ပြေးလေရာပလိများကတနက်နေ့၄-၅ချက်ပြစ်လိုက်သဖြင့်မြေပေါ်သို့ဟတ်ထိုးလဲကျသွားသည်ကို တွေ့မြင်ရလေ၏အနည်းသို့ရောက်သောခါ၌ထိုသူမှာအခြားသူမဟုတ်စာတင်ဘိုးမြဲပင်ဖြစ်လေရာတကောင်ဘိုးနှင့်ဘိုးမြဲတို့လူရက်တိုက်ခိုက်ခဲ့ကြသောပစ္စည်းများသည်မြည်သည့်နေရာတွင်ဝှက်ထားသည်ဟု မြည်သူမြမတိကြရပဲတရက်ခန်းနှစ်ယောက်စလုံးတို့မှာတေရွာသူမြန်းရှာကြလေတော့တည်း